အောင်မြင်မှုဆိုတာကိုအလွယ်ရခဲ့တာမဟုတ်ဘူးဆိုပြီးတော့ documentary ရိုက်ပြီးတော့ပြသတော့မယ်ဖြိုးလီဖြိုးလီကတော့ဝါဇုံနဲ့ချစ်သူတွေဖြစ်ပြီးရဲ့နောက်ပိုင်းမှာသူရဲ့အလုပ်ကိုင်တွေကပို့ပြီးတော့အဆင်ပြေလာတယ်လို့ပါပဲဖြိုးလီကအနုပညာလောကမှာအချိန်တော်ကြာအောင်ယက်တီခဲ့တဲ့သူတူလေးဖြစ်ပါတယ်ဖြိုးလီကတော့ပရိသတ်အချက်တော်အစရောတယောက်ဘဝကနေအခုဆိုရင်ဒီဥဆောင်လောကကိုခြေဆန့်လာခဲ့ရည်လည်းဖြစ်ပါတယ်အစရောတတော်များမင်းသားလောက်လာတဲ့ခေတ်မှာ ဖြိုးလီကတော့အများကြီးတူမင်းသားဘဝကိုကူးပြောင်းလာခဲ့ရလည်းဖြစ်ပါတယ် ်သူကအနုပညာလောကရဲ့ကိုရောက်လာတဲ့အချိန်မှာ သူ့ရဲ့အနာဂတ်ကဝေဝါးဖြစ်ခဲ့ပူပါတယ်။တချင်လေးကိုအားရတဲ့အချိန်တိုင်းရေးပြီးတော့အောင်မြင်တဲ့အဆိုတော်ဖြစ်အောင်ရန်စူးစားခဲ့ရတဲ့သူတယောက်ပါ။ကျိုးလီကတော့အစအစအရာရာအခုချိန်မှာအဆင်ပြေပြီးတော့အောင်မြင်မှုရနေပေမဲ့အောင်မြင်မှုရဖို့ကလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။စနဲဖွဲကိုစပြီးတော့ဖွဲ့စည်းတဲ့အချိန်မှာလူများပေမဲ့ခင်းမတွင်ခဲ့ပါဘူး။အားလုံးကတစုတစည်းတဲ့調査မဲ့အစားတယောက်ကထွက်လိုက်တယောက်ကဝင်လိုက်လို့ရင်းနဲ့အဖွဲကိုခဏနားလိုက်ပြန်စားလိုက်နဲ့အချိန်အတော်ကြာအောင်အချိန်နေဖြုံးသ လို့ဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်